ုးကားကိုစီးပွားရေးအမြင်နဲ့ကိုပိုင်အတိတ်ပဲဖွင့်ကြည့်အောင်စီးပွားရေးအချက်အချာတော့ချက်နေရာကိုကင်ထားနိုင်နေသူတယောက်ကဈေးကွက်တစ်ခုလုံးကိုတက်ရောက်နိုင်စမ်းရှိတယ်လို့ယူဆနိုင်တယ်။ကဲဒါဆိုရင်ဒီဆိုးရိုးစကားတိုင်းကွန်ဆက်မိတဲ့နေရာတစ်ခုမြန်မာနိုင်ငံမှာရှိတယ်ဆိုတာသိပြီးပြီလား။အတူစဉ်းစားကြည့်လိုက်ရအောင်။ဒီနေရာဟာမတူညီတဲ့နေရာဒေသနဲ့မြို့တွေရဲ့နေဆက်မြင်းတွေကိုတနေရာထဲမှာပေါင်းစုံစီတဲ့ဗဟိုချက်နေရာတွေကတစ်ခုဖြစ်တယ်။တရုတ်နဲ့ထိုင်းတို့လိုစီးပွားရေးအင်အားကောင်းတဲ့နိုင်ငံတစ်ခုစီကကုန်စီတွေကိုစီးစင်းရဖြစ်တဲ့အတွက် ကိုပိုင်လုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့တနိုင်ငံလုံးအတွက်အားထားရတဲ့ကုန်စည်ဂိတ်တကားတွေကတခုဖြစ်တယ်။မြန်မာနိုင်ငံရဲ့အရှိတ်အကျဆုံးမြို့တွေတွေကတခုဖြစ်တယ်။ကဲဒီနေရာလေးကဘယ်နေရာဖြစ်နေသလဲ။ဟုတ်ပါရဲ့တာချီလေးမြို့ပါ။လူကြီးမင်းတို့စဉ်းစားထားတာမမဟုတ်ဘူး။စီးပွားရေးလုပ်ဖို့အတွက်အချက်အချာကြတဲ့မြို့လေမှာအသက်သာဆုံး investor ဈေးနဲ့ short haul အရောင်းပြပွဲရှိတယ်ဆိုတာသိပြီးပြီလား။ဒီနေရာလေးကတော့ စန်ထရယ်ရှော့ဟောက်ကတာချီလေးမြို့လေမြို့ပတ်လန်းနဲ့ဘူးချုပ်လမ်းမကြီးကြမှာရှိပါတယ်။ထိုင်းမြန်မာနယ်စပ်ချစ်ကြီးတရာအမှတ်နှစ်လေးရှိလို့လုံးဝအချက်ကြာကြတဲ့နေရာတစ်ခုပါ။တာချီလေးမြို့ရဲ့အားသာချက်တွေကိုပြောပြပါဆိုရင်တော့ပညာရေး၊ကျန်းမာရေး၊စီးပွားရေးအတွက်ကောင်းမွန်တဲ့အနီးအနားမှာလည်းစေယုံနေရှိတယ်။အစိမ့်မြင့်ပညာရေးတွေအတွက်လည်းတက္ကသိုလ်ရင်းနဲ့လည်းမလန်းဘူး။တာချီလေးကထိုင်းနဲ့တရုတ်ကကွန်ပျူစီတွေစီးစင်းဖြတ်ကြရဗဟိုချက်နေရာတွေကတစ်ခုလည်းဖြစ်လို့စီးပွားရေးလုပ်ငန်းရှင်တွေအထူးသဖြင့် import export product တွေကိုအဓိကထားကင်တွင်နေရတဲ့ကုန်သေးကြီးတွေအတွက်ပို့ပြီးတော့တင်တော်တယ်။လူအလိုကိုနှက်မလိုက်နိုင်ဘူးဆိုပေမဲ့လူကြီးမင်းတို့ရဲ့စိတ်ကူးတွေကစီးပွားရေးကစားကွက်တွေအလိုကိုတော့ decentral shop house ကဖြည့်ဆည်းပေးနိုင်လိမ့်မယ်ထင်တယ်။ Central Shop ကိုမန္တလေးနေပြည်တော်တောင်ကြီးစရိုင်းမြို့တွေမှာဆောက်လုပ်ရေးအတွေ့အကြုံလေးရှိတယ်။ Zealand Development Company ကတာဝန်ယူတည်ဆောက်ပေးထားတာဖြစ်ပြီးတော့စီမံကိန်းရဲ့ကတ်ရက် Phase 1မှာလည်း Shop House တွေကိုတည်ဆောက်ထားပေးတယ်။ 16.50ဘီအကျယ်ရှိတဲ့နှစ်ထပ် RC လူနေဆိုင်ကန်ရှော့ဟပ်တွေဖြစ်ပြီးစုစုပေါင်း16လုံးရောင်းမှုရှိမယ်။စီပင်ကနေပြီးတော့ဝယ်ယူသူအမီပေါအောင်နာပုတ်ရမှာဖြစ်လို့ပိုင်ဆိုင်မှုခံပါရယ်။ဒီလိုမှမဟုတ်လဲဝယ်ယူပြီးတော့အငှားပြန်ချမယ်ဆိုရင်လည်းအငှားစိတ်ကွက်ရှိနေပြီးဖြစ်တာကြောင့် return ပြန်ရဖို့တည်ချတဲ့ investment တစ်ခုဆိုလည်းမမအောင်နော်။အခုဆိုရင် short hold တွေက foundation ပြီးစီးနေပြီဖြစ်ပြီးတော့2025 October လမှာစပြီးတော့အခန့်အသွားမယ်လို့သိရတယ်။စီးပွားရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင်အချိန်ကြာကြီးစောင့်စရာမလို့ ဒါကလုံးဝအားသာချက်တွေရတခု။ဆိုလာတွေလည်းတက်ဆင်ပေးထားလို့ရှော့ဟောက်ကလျှက်စစ်မီးအတွက်စိတ်ပူစရာမလို။တိဆောက်ထားပုံအနေထားတွေအရလည်းရုံးကန်၊ကုံစုံဆိုင်၊အလှပြင်ဆိုင်၊အထည်ဆိုင်၊ဘန်နဲ့ငွေလဲစင်တာတို့ဖွင့်ဖို့လုံးဝသင့်တော်တယ်။မားဆောင်လေ။ဒီစံပယ်ရှော့ဟောက်ကထိုင်းမြန်မာချစ်ကြည်တရာအမှတ်နှစ်နဲ့ပင်900ဝန်းကျင်အကွာအဝေးမှာရှိတယ်။တာချီလက်ကထိုင်းနိုင်ငံနဲ့ဆိုင်မြို့နယ်လေးနီးတော့ထိုင်းကုန်စည်ပစ္စည်းတွေတရာကနေတစ်ဆင့်အလွယ်တကူတင်သွင်းနိုင်တယ်။ ဒါအပြင်တရုတ်ကနေထိုင်းကိုတင်ပို့တဲ့ကုန်ပစ္စည်းတွေရဲ့1500နေရာလဲဖြစ်လို့တရုတ်ကုန်စည်တွေကိုလည်းအလွယ်တကူရရှိနိုင်အောင်မယ်။ဒီလိုအချက်တွေကပဲတာချီလေးမြို့ကိုနိုင်ငံတကာ currency တွေရဲ့စုံမဲ့နေရာတစ်ခုအနေနဲ့မကဘူး။မြန်မာနိုင်ငံအတွက်ကုန်သွယ်မှုအချက်အချာဗဟိုချက်နေရာတွေကတစ်ခုအနေနဲ့သတ်မှတ်ထားကြတာပါ။ဆိုတော့ဘလို့လဲလူကြီးမင်းတို့တာချီလေးမြို့လယ်မှာမှာ Central Shop House လို့အချက်ချာကြတဲ့ဖြစ်တည်မှုရဲ့လူကြီးမင်းတို့ရဲ့အုံနောက်ထဲကစီးပွားရေးကစားွက်တွေပေါင်းစပ်လိုက်ရင်လုံးဝအတိုင်းထက်လုံးပဲပေါ့။ Julius Caesar ရဲ့နာမည်ကျော်စကားတစ်ခုဖြစ်တဲ့ တန်နိဒီဒီဒီချီတနည်းအားဖြင့်အိုင်ခဲအိုင်စောအကုန်ကွာဆိုတဲ့အတိုင်းနဲ့ဒီနေရာကိုအရင်ကအစစ်သဖြစ်ပြီလားဒါဆိုရင်အခုလာမယ်မေလ18ရက်18ရက်နေ့မှာအခုပြထားတဲ့နေရာမှာအယောင်ပြပွဲကျင်းပသွားမှာမလို့လာခဲ့ဖို့မမေ့နဲ့နော်အလီဘက်ပရိုမိုးရှင်းအနေနဲ့အတန်ဆုံးအင်ဗက်စတာဈေးရည်နဲ့ရောင်းချပေးသွားမှာမလို့စိတ်ဝင်စားလို့ဝယ်ရခြင်းနဲ့ဆိုရင် imyanmarhouse.com ကိုဆက်သွယ်လိုက်နော် imyanmarhouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်။